ရိမင်းကြီးလို့ပြောတာအဲ့ဒီမန္တာတုဆိုတဲ့စကြဝဠာမင်းကြီးဟာလူရဲ့တက်တန်းအသင်ခြေထီးအောင်ရှေ့ကြတယ်အဲ့ဒီခေတ်ကာလမှာလူပြည်မှာလူတွေရဲ့ကောင်းကောင်းအယုံချမ်းသာတွေနဲ့တင့်တင့်ရောင်ရဲခြင်းမရှိသည့်အတွက်ကြောင့်သူဟာဓာပြည့်ကိုတက်သွားတယ်ဓာပြည့်တက်သွားတော့သူရဲ့ဘုံရှင်ကံရှင်ကြောင့် တရားမင်းကြီးကခီးချူတယ်အဲ့တော့နတ်ဆိုပေမဲ့လို့ညတ်တီဟာလူတွေကိုလေးစားတယ်ဆိုတာလည်းပဲစာပေထဲမှာရှိတယ်တရားမင်းကြီးကဥယျာဉ်ထွက်တော့မယ်ဝေစံတားရထားကြီးပေါ်တက်တော့မယ်ဆိုရင်လူပြည်ဘက်ကိုလှည့်ပြီးလဲဟုတ်ချီတယ်လေးစားတဲ့လူတွေကိုလေးစားတယ်လူတွေကသာနတ်ရှိခိုးနတ်ကအဲ့ဒီမှာလူပြန်ရှိခိုး ။ဘာကြောင့်လေးစားတာတော့ဘသူ့ကိုရှ िख ိုးတာတော့လို့မေးတဲ့အခါရေကဟတပုံညကရာသီလဝန်တော်ဥပတကဓမ္မိနတာရံပောတင်တိတေနမတာမိမန္တလိမန္တလိနတ်သားရဲ့အမေးကိုတရားမင်းကြီးကဖြေတာမိသားစုဘဝမှာနေပြီးတော့ကုသိုလ်ကောင်းမှုတွေလုပ်နေကြတယ်တဲ့တရားသဖြင့်ရှာကြံပြီးတော့မိသားစုကိုကြွေးမွေးနေကြတယ် ီလရှိတယ်ဘုရားတရားတန်ခါယရဏသုံးပါးစိက္ခကိုးကွယ်တယ်အဲ့ဒီဥပဒကာတွေကိုငါလည်းအုပ်ချင်တာနော်အဲ့ဒါတွေလည်းပဲမတန်တဲ့မှာရှိနေတော့ဘောပွဲနဲ့တော့ဒါတွေကရေးထားတာမရှိမဟုတ်ဘူးနော်စိက္ခတော်ထဲမှာဒီလို မတန်တဲ့မှာရေးထားတယ်လူသားတွေရဲ့အစ်မြင့်မှုရေးထားတယ်အဲ့မှာ ဗန္ဓတုဆိုတဲ့စကြဝဠာမင်းကြီးဟာတတန်းကလည်းလွန်ရှည်တော့နှက်ပြေရောက်သွားနှက်ပြေရောက်သွားတဲ့အခါသူ့ရဲ့ဘုံပန်းတဏအခြေအနေတွေဟာလည်းပဲပြောင်းလဲကောင်းပြောင်းလဲသွားနိုင်တယ်သူကတတန်းအလွန်ရှည်သည့်အတွက်ကြောင့်သူနှက်ပြေမှာနေတဲ့အခြေတကြမင်းကြီးကခေဥ်ကျိုးဆိုကြပြီးတာဝရိန္ဒနှက်ပြေကိုတဝက်စီခွဲအောင်တယ်လို့ဆိုတယ်အဲ့ဒီခွဲအောင်တာကိုသူက အဲ့ဒီလိုအုပ်ချုပ်နေတဲ့အချိန်မှာတရားပေါင်း36ရောက်သိဆုံးသွားခဲ့ပြီ။သူကမသိသေးဘူး။အဲ့လိုတက်တန်းရှည်တဲ့ဘဝမျိုးနဲ့ရှိတတ်တယ်။အေးလူတွေကထူးခြားလာပြီဆိုလို့ရှိရင်နတ်တွေလည်းသာ။အဲ့ဒီလိုတရားပေါင်း36ရောက်သိဆုံးသည့်အထိသူကမသိပဲနဲ့နောက်ဆုံးမှသူလောဘကိုအရှိန်မတတ်နဲ့။ သူနဲ့ပူးတွဲပြီးတော့အုပ်တဲ့တရားစီကသူကအာနာသိမ့်ဖို့စိတ်ကူးလာအဲ့ဒီမှာသူအမားပဲတော်ရိသာနတ်ပြည်ကိုသူတယောက်တည်းအုပ်ချုပ်ခြင်းနဲ့ဟိုကလည်းကန်တဲ့နတ်အစ်စ်အဲ့ဒီမှာသူ့ရဲ့ဒေါသအကုသိုလ်ကလောဘအကြောင်းပြုပြီးတော့ဒေါသနတ်ပြည်ကိုတူတဲ့အုပ်ချုပ်ခြင်းနဲ့ဆိုတာလောဘ တရားမင်းလက်ရှိအုပ်ချုပ်နေတဲ့တရားမင်းကိုရှင်းပြချင်တာဒေါသလောဘဒေါသဆိုတဲ့အကုသိုလ်ကသူ့ကိုကြိုးပိလိုက်တာချက်ချင်းဘုံတကိုးတွေရောကြပြီးလူပြပြန်ရောက်သွားတယ်အဲ့ဒီမှာပဲသူ့ဟာတည်ဆုံးသွားဒီလိုဆိုဒါမန္တာတုဆိုစကြဝဠာမင်းကြီးဟာလူပြကနေပြီးနတ်ပြရောက်ပြီးတော့အုပ်ချုပ်သွားတယ်ဆိုတာမှတ်တမ်းရှိတယ်